မင်္ဂလာပါရှင်တောင်တင်းထိုင်းရဲ့တနေ့တာနောက်ဆုံးရသတင်းများစုစည်းမှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ကျမချီလီပါဒီကနေ့2025ခုနှစ်မေလ31ရက်နေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့စေဒုတ်ထရာနဲ့ပွင့်ဖြူမျိုးနဲ့အဆက်ကဆစ်ရှောင်းတွေရှားနာနဲ့ငှက်ဖျားအတွက်ဆေးဝါးလူအပ်နေတဲ့သတင်းနမ်ခမ်းမှာမြို့သားတအူမြေမြုပ်မိုင်းနင်းမိပြီးတန်ရာရရှိတဲ့သတင်း နိုင်ငံတကာသတင်းမှာတော့တရုတ်ရဲ့တက္ကသိုလ်တွေကိုအတုံးချပြီးသူတေသနခိုးယူနေမှုတွေကိုတီးခတ်နေမှာမဟုတ်ဘူးလို့ကန်နန်ငံကြားရေးဝန်ကြီးပြောတဲ့အကြောင်းလို့ကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းစေတုထာနယ်ပွင့်ဖြူမြို့နယ်အဆက်ကဆစ်ဆောင်ကြေးရွာတွေမှာရာနာနယ်ငှက်ဖျားအတွက် စေဝါတွေလိုအပ်နေတယ်လို့ဒေသခံတွေကတလွန်တိုင်းကိုပြောပါရယ်ဒီသတင်းကိုတော့အီမီကတင်ဆက်ပေးထားပါရယ်ဆစ်ဆောင်လူဦးရေ 3000ကျော်လောက်ရှိတဲ့တဲကလူဦရေ200ကျော်လောက်ဟာရဟနာယောဂဖြစ်ပွားနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလတတိယပတ်တွင်ဒေသခံတဦးထံကနေငပြဖို့စတင်တွေ့ရှိပြီးတဲ့နောက်အစုလိုက်ပြုံလိုက်ဖြစ်ပွားလာမှာကိုလည်းစိုးရိမ်မှုတွေရှိနေပါတယ်။အဲ့ဒီဒေသမှာစစ်ရှောင်ရေးကူညီပေးနေသူတို့ကတော့ test kit တွေနဲ့စစ်ဆေးပြီးတော့ထွက်လာတဲ့ရလက်ပေါ်မူတည်ပြီးဆေးဝါးတွေလိုအပ်မယ်လို့တန်ရင်တိုင်းကိုပြောပါတယ်။အဲ့ဒီဒေသကစစ်ရှောင်တွေဟာ2024ခုနှစ် နှစ်ဝက်လောက်ကလေးကစစ်ပေးရှောင်နေရတာဖြစ်ပြီးတော့မိုးရွာဒီကာလအစမိုးသည်တန်စွာရွာသွန်းနေတာကြောင့်လည်းမိုးကာရီလိုအပ်နေတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနမ်ခမ်းမြို့နယ်မှာစစ်ကောင်စီတပ်ဆုံးလွတ်ထားတဲ့မိုင်းနှင်းမိတာကြောင့်မျိုးသားတူခြေတော့ပြတ်တောက်ဒဏ်ရာရရှိခဲ့တယ်လို့တောင်းတက်မတော် TNL ကမေလ30ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒီသတင်းကိုတော့ယုံကြည်ပြားကပြောပြပေးမှဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလ29ရက်နေ့မနက်၈နာရီအချိန်ခန့်မှာနန်ခမ်းမြို့နယ်ကောင်းဝိုင်းကျေးရွာမှာနေထိုင်တဲ့အသက်38နှစ်အရွယ်ဦးထွန်းလာဟာမိသွေးသွားကြည့်ရမှဟိုးပေါ်အထက်ကျေးရွာအနီးမှာမှုခူးနေချိန်မိုင်းနေမိခဲ့တာပါ။မိုင်းနေမိမှုကြောင့်ဦးထွန်းလာဟာခြေထောက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရပြီးခန္ဓာကိုယ်မှာလည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ဆိုပါရယ်။မိုင်းနေမိခဲ့တဲ့နေရာဟာအရင်ကစစ်ကောင်စီတပ်တပ်စခန်းချအနေထိုင်ခဲ့တဲ့နေရာလေးဖြစ်ပါရယ်။ ပြီးခဲ့တဲ့မေလ24ရက်နေ့ကလည်းမိုးကုံမြို့နယ်လယ်ဦးကျေးရွာမှာ နေထိုင်တဲ့အမျိုးသားတဦးမြေမြုံမိုင်းနေမိပြီးသေဆုံးခဲ့တယ်လို့သိရပါဗျ။ရုပ်ရဲ့တက္ကသိုလ်တွေကိုအတုံးချပြီးသူတေသနာခိုးယူနေမှုတွေကိုသီးခံနေမှာမဟုတ်ဘူးလို့အမေရိကန်နိုင်ငံသား၏ဝန်ကြီးဌာနကပြောကြားလိုက်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းဒီကတင်ဆက်ပေးသွားပါမယ်ရှင်။အမေရိကန်တက္ကသိုလ်တွေကိုတရုတ်ကွန်မြူနတီပါတီကအတုံးချလာမှု သူစစ်တနာပြချက်တွေနဲ့အသိဉာဏ်ဆိုင်ရာပိုင်ဆိုင်မှုတွေခိုးယူနေမှုကိုအမေရိကန်ကသိခံနေမှာမဟုတ်ဘူးလို့နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတက်မီဘရုစ်ကပြောကြားလိုက်ပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနမှာပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်းမေ28ရက်မှာကြေညာခဲ့တဲ့ဗီဇာတွေပြင်းပြင်းထန်ထန်ရုပ်သိမ်းသွားမယ့်အစီအစဉ်တစ်ကြောင့်တရုတ်ကျောင်းသားဖနေရောက်ထိခိုက်နိုင်တယ်လဲဆိုတာကိုပြောကြားဖို့ပြောခွင့်ရသူဘရုစ်ကညင်းဆိုပြီးနိုင်ငံအတွက်အန္တရာယ်ဒါမှမဟုတ်ပြဿနာရှိတယ်လို့ထင်မှတ်ရသူမှန်သမျှကိုအရာရှိတွေကစစ်ဆေးတော့မှာဖြစ်တယ်လို့ပြောပါတယ်။ အနေနဲ့ပေးလာနိုင်သူတွေကိုဘယ်လိုဆုံးဖြတ်သွားမလဲဆိုတာကိုတော့သူပြောမသွားပါဘူး။တရုတ်ကွန်မြူနစ်ပါတီနဲ့ဆက်ဆက်နေတဲ့တရုတ်ចောင်းသားတွေနဲ့အရေးကြီးတဲ့နယ်ပယ်တွေမှာပညာသင်ယူနေတဲ့သူတွေအပါအဝင်နိုင်ငံခြားចောင်းသားတွေကိုပြစ်မှတ်ထားပြီးတော့ဗီဇာရုပ်သိမ်းသွားမှာဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးမာကိုရိုဘီယိုကကြေညာထားတာပါ။အမေရိကန်ဘေကင်းစီရဲ့အတွက်တရုတ်ကွန်မြူနစ်ပါတီကမိမိတို့ရဲ့တက္ကသိုလ်တွေကိုတုံးချပြီးတော့သူတရနာပြချက်တွေနဲ့အသိဉာဏ်ဆိုင်ရာပိုင်ဆိုင်မှုတွေခွဲယူနေမှုကိုလုံးဝတိခန့်သွားမှာမဟုတ်ကြောင်းပြောခွင့်ရသူ Bruce ကပြောတာပါ နိုင်ငံခြားကျောင်းသားတွေအတွက်ဗီဇာထုတ်ပေးရေးချိန်းဆထားမှုအားလုံးကိုပယ်ဖျက်ဖို့ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့အမေရိကန်တန်ယုံတွေကိုထရန့်ဆူရကညွှန်ကြားခဲ့ပြီးတဲ့နောက်အမေရိကန်မှာပညာသင်ယူနေတဲ့တရုတ်ကျောင်းသားတွေရဲ့ဗီဇာကိုရုတ်သိမ်းမဲ့အစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။အမေရိကန်ဗီဇာလျှောက်ထားပြီးသားကျောင်းသားတွေအနေနဲ့ဘယ်အချိန်နောက်မှာပြန်လည်ချိန်းဆခွင့်ရရှိနိုင်မလဲဆိုတဲ့မေးခွန်းကိုပြောခွင့်ရသူဘရုစ်ကအပြည့်မပေးဘဲ American Visa စနစ်အပြောင်းအလဲတွေကိုစောင့်ကြည့်ကြဖို့အကြံပေးတော်ပါတယ်။ ွန်မြူနစ်ပါတီကအမေရိကန်မှာရှိတဲ့တရုတ်ကျောင်းသားတွေလူသမားတွေပညာရှင်တွေကတဆင့်အမေရိကန်ဒီပညာတွေကိုခိုးယူနေတယ်လို့အမေရိကန်ကတန်လျာရှိနေတာဖြစ်ပါတယ်ကလန်တိုင်းရဲ့နောက်ဆုံးရသတင်းစုစည်းမှု podcast အစီအစဉ်ကိုတော့အပတ်စဉ်အင်ကဇာတာပရီစနေနေ့ညနေ6:00အချိန်တိုင်းမှာနားတော်တာဆင်နိုင်ပါတယ်။ သတင်းထိုင်းငယ်သတင်းထုတ်လွှင့်မှုတွေကိုတော့ Facebook, Telegram, Instagram, X သတင်းထိုင်းငယ် website စာမျက်နှာနဲ့သတင်းထိုင်း application တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။သတင်းထိုင်းငယ်နောက်ဆုံးရသတင်းထုတ်လွှင့်မှုကိုနားတော်တာဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။